င်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ22ရက်ကနေလကုန်30ရက်နေ့အထိတပတ်စာတနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုဆရာကတားတော်နဲ့အာယုဓပြုခေါ်ကြပြီးမှာဖြစ်တဲ့ဗျာတနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးဒီအောက်တိုဘာလလကုန်အထိအဆက်ဆက်အရရာမိတ်ဆွေတို့ရဲ့တပတ်တာမိတ်ဆွေတို့ရဲ့ကံဟာဘလို့ရှိမလဲဆိုတာကိုကြည့်လိုက်ရအောင်ခင်ဗျာဒီ2025ခုနှစ်မတ်အောက်တိုဘာလ 22ရက်ကနေလကုန်ထိတနင်္ဂနွေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုမျော်လင့်ချက်တွေများနေတယ်ဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်မလာသေးတဲ့ကိစ္စတွေကိုဖြစ်လာရင်ကောင်းမှာပဲဆိုပြီးစိတ်မျိုးစူးစမ်းနေရင်းနဲ့အဲငါတော့ဒီကိစ္စတွေဖြစ်လာရင်ဘာကိုလုပ်မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့အကြံစီပလန်တစ်ခုခုကိုချထားတော့ကာလာအဲနောက်တစ်ခုကမိတ်ဆွေတို့အနေနဲ့ရီမန်းချက်မျော်လင့်ချက်တွေကိုပြေဝါဖို့တကူအာငါတို့ဒီကိစ္စကြီးပြင်းပြအောင်ဘာကိုဖြစ်မြောက်အောင်လုပ်မယ်ဆိုရဲအမျော်လင့်ချက်တွေအောင်မြင်မှုတွေရဲ့နောက်မှာများစွာ အာကူယုံကြည်တော့များစွာခြေတူဆောင်ရလှုပ်ဆောင်ကြတဲ့စိတ်မျိုးတွေမိစုအနေနဲ့ဖြစ်ပေါ်နေသောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါမိမိတို့ရဲ့ယုံကြည်ချက်အတိုင်းမပြောင်းမလဲစွစွဆက်ဆက်သွားရင်အောင်မြင်တိုးတက်မှုတွေကိုဂျိမ်းတွေရရှိမဲ့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအလောက်ကအလောက်ကနဲ့ပတ်သက်လာရင်ဘာကုန်းဆိုရှေ့တူဆောင်ရလှုပ်ဆောင်မှာလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ခြေတူလှုပ်ဆောင်ခြင်းအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံရရှိတတ်တဲ့အတွက်တနည်းနည်းသာမိမိတို့ရဲ့မိစုတွေရဲ့ယင်ထဲမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်လမ်းရကို ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးရှေ့လို့ဆောင်ရလှုပ်ဆောင်ရအောင်မြင်တိုးတက်မဲ့ကာလဖြစ်ပါတယ်အဲငါကလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုစူးစမ်းဆွမ်းဆောင်တာမျိုးအတွေ့အသည့်အမြင်သည့်တွေနဲ့ချက်ထွင်တာမျိုးလုပ်ငန်းအဟောင်းကိုပဲပြုပြင်မုန်းမှန်ပြီးတော့ရှေ့လို့ဆောင်ရလှုပ်ဆောင်ရလုပ်တယ်မှာအားသာကောင်းမှုတို့တတ်နိုင်ပါတယ်အလုပ်ရှာနေသူတွေကိုအလုပ်သိရရှိနိုင်တာမျိုးလုပ်ငန်းသိရရှိနိုင်တာမျိုး တရွာတနေတခြားအဆရှိရှိတဲ့နေရာကနေပြီးတော့ပြပခီးသွားတဲ့ပတ်သက်တာမျိုးပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာမျိုးရဝေးခီးသွားတဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့လို့ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေကံကောင်းခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်လာရင်တော့တလုံးလေးတာသူကြီးလက်ရှိမှာစိတ်ပန်းလူမောစိတ်မောလူမောဖြစ်နေရသောအပ္ပတကာလပိုင်ချဖြစ်တဲ့အတွက်တလုံးလေးတာသူကြီးမိတ်ဆွေများအဖို့ပညာရေးနဲ့ပတ်သက်ရင်တော့သတိပြုစင်ကြီးရတော့အားနေသောကာလ ပညာရေးနဲ့ပတ်သက်လာရင်အရာရာကိုရုံးကန်ရမယ်ကာလာပိုက်ရှားလေးဖြစ်နေတဲ့အတွက်မိတ်ဆွေတို့ပညာရေးသင်တန်းပကြီးကိစ္စအဆရှိတဲ့ကိစ္စလေးတွေမှာတော့နည်းနည်းလေးအားနည်းစေတော့ပတ်တာကာလာဖြစ်တယ်။ငွေကြေးငွေကြေးကန်တဲ့ပတ်သက်ရင်ဝင်တော့ဝင်နေဘယ်နာကထွက်နေမှမသိတာမျိုးမိသားစုကိစ္စကို့ကြောင့်မဟုတ်ပဲတပါးစုကိစ္စလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်နေငွေဟာမမြဲနေတာမျိုးငွေကြေးနဲ့ပတ်သက်လာရင်အခြားတနေရရာကိုတုံးဆွဲလိုက်ရတာမျိုးလက်လွန်ထားတာမျိုးလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်ရင်တော့ငွေမမြဲသောကာလာဖြစ်ပြီးတော့သတိမိကိစ္စလေးတွေကြောင့် အိမ်ရေးကိစ္စလေးတွေကြောင့်အလောင်းမစားအပြော်ဘာနဲ့ပတ်သက်သောကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေကြောင့်ကိုယ်ကြောင့်မဟုတ်ပဲတပားသူတွေကြောင့်ငွေကုန်ကြေးကြအများရခြင်းငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ကြောင့်မဟုတ်ပဲအခြားသူတွေကြောင့်လက်လွန်ခြင်းလေးတွေကြောင့်အတက်တလို့ရှိတာငါတဲ့ကိစ္စလေးတွေမှာတတိပြုစဉ်ချင်းမှာမလိုလားအပ်ဖဲနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လူမြင်မခံပါနဲ့လူမြင်ခံရင်ဘယ်အဲ့ဒီငွေကြီးဟာမမြဲသောကာလတူတူတိတ်တိတ်ထားဖို့လိုအပ်ပြီးတဲ့အခါငွေကြီးကံနဲ့ပတ်သက်လာရင် အဲရှာတဲ့အခါကျတော့ဒါစူးစားပန်းစားနေတုံးလိုက်တော့အခါတရားထဲဆိုတာမျိုးဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့မိတ်ဆွေတို့ငွေကြီးတံခိုးကောင်းစွာအသုံးချတတ်ဖို့လိုအပ်ကြောင်းထပ်လောက်ပြောကြလိုက်ပါရစေခင်ဗျအဲအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဘာမှဆွေးရည်စရာမရှိပါဘူးငကိုကဝေးကွာနေတော့မိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လို့နားလည်မှုလွဲနေတော့မိတ်ဆွေများချစ်တို့ဆောင်ရရတဲ့ကာလဖြစ်ပြီးတော့အဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များဟုတ်တော့အဆက်အသွယ်ရရှိခြင်းသာသမီတပည့်လက်သားတွေကိုအကြောင်းပြုပြီးတော့ အဲအဆက်ဆိုပြန်လေရရှိခြင်းတဲ့မှရှိနေကြုံရနိုင်သလိုငကူကအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတဲ့မိတ်ဆွေများခྱི་ထွားခြင်းခྱི་ထွက်ခြင်းအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်ဘာသာရေးဆိုင်ရာကိစ္စလေးတွေသွားခြင်းမိတ်ဆွေတို့နဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ပန်းပြေခྱི་ထွက်ရတာမျိုးသို့မဟုတ်အကြောင်းအရာမျိုးဆိုရင်ခྱི་တူတူသွားခြင်းမျိုးတွေဟာမိတ်ဆွေတို့ရဲ့အိမ်တော်ကြီးကံကိုချစ်တိုးပြီးတော့အောင်မြင်မှုနဲ့အေးချမ်းမှုတွေရရှိတတ်သောကာလဖြစ်တဲ့သားသမီးတွေကြောင့်ငွေကြီးလုံးလေးရင်းကလေးဝင်လာတာမျိုးဆွေမျိုးသားချင်းတွေကြောင့်ငွေကြီးလုံးလေးရင်းကလေးဝင်လာတာမျိုးတပည့်လက်သားတွေကြောင့်ငွေကြီးလုံးလေးရင်းကလေးဝင်လာသောကာလပိုင်းစားဖြစ်ပြီးတဲ့အခါ ဝိတန်မီကိစ္စလေးတွေကြောင့်တပည့်လက်သားကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းခြင်းချွင်ပြခြင်းမျိုးတွေကြုံရတတ်သောကာလဖြစ်တဲ့အိမ်ဆောင်ရေးနဲ့ပတ်သက်တဲ့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးငကူကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပေါင်းစည်းရတာမျိုးကြုံရတတ်သလိုအိမ်ဆောင်ရှင်တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုတွေနေတုံးနဲ့တူနားလည်မှုရအောင်ရှစ်တူဆောင်ရွက်လာရင်မိတ်ဆွေတနည်းနည်းသာသမီးတွေဖို့ဒီပတ်တာတော့ဒီမှာအိမ်ဆောင်ရေးကံဟာအားသာကောင်းမှုတိုးတက်ပြီးကံကောင်းစီပါတယ်လူငယ်ရဲ့အခြေအနေနဲ့ပတ်သက်လာရင်တော့ မိမိချစ်သောမြတ်လို့သောသူနဲ့တဦးနဲ့လူတယောက်နဲ့တယောက်အကြောင်းအရာမျိုးစုံနဲ့ခိတခဏခွဲရတာမျိုးဖြစ်စေတယောက်နဲ့တယောက်တဦးနဲ့တူညှိနှိုင်းရတဲ့ကိစ္စလေးတွေကြောင့်အဆက်အသွယ်ပြတ်ရှင်းနေနားလည်မှုလွဲခြင်းတွေကြုံရတတ်တယ်လို့ အရာရာကိုဟိုအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေတမိစားအိမ်တော်အခြေရင်နဲ့ပတ်သက်လာလို့ရှိရင်ညှိနှိုင်းရခက်တာမျိုးလေးတွေတိုင်မြခက်တာမျိုးလေးတွေအခုခုဆိုလို့ရှိရင်ထွက်သွားပြီးထွက်သွားတော့ဆိုတဲ့အပြစ်မျိုးတွေသုံးမဟုတ်လို့ရှိရင် negative sum တွေများစွာရရှိတတ်တဲ့အတွက်တမိစားများအဖို့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အစင်မပြေမှုလေးတွေများစွာကြုံရတတ်တဲ့အတွက်တော့လူနှုတ်နေတာတမိရဲ့အခြေရင်နဲ့ပတ်သက်ရင်တော့ဒီတပတ်တာတော့ဒီမှာအဲ ဘယ်လိုပြောမလဲပရီဗျူးစင်ကျင်ပြေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဝေးကွာနေတော့အခြေအေးမှာဆိုရင်တော့စိတ်မရှာရတာမျိုးလေးတွေဝေးကွာနေတော့သမီးစားမျိုးတွေမှာဆိုရင်တော့တုံးနဲ့တူတယောက်နဲ့တယောက်အပူတော့ကတရင်စကားလေးတွေကြားရတာမျိုးလေးတွေချစ်သူရဲ့မိမိရဲ့ချစ်သူရဲ့အိမ်မိမိရဲ့ရီးစားရဲ့အစင်မပြေမှုလေးတွေကြောင့်ကိုပါလိုက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့အပ္ပတ္တကလာအပိုင်းရှားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီကျမ်းပါဘူး ကျမရင်းနဲ့ပတ်သက်လာရင်တော့စေဝါပြောင်းလဲဇေယသမားပြောင်းလဲလေးတွေနဲ့ကုသလာရင်ငကူကဖြစ်ပေါ်နေတော့နာတာရှိကျမရင်းလေးတွေကမှကောင်းမွန်လာမယ့်ကာလငကူကဖြစ်ပေါ်နေတော့ကိစ္စလေးတွေအစင်မပြေတဲ့ကိစ္စလေးတွေတဦးနဲ့တူတယောက်တယောက်နားလည်မှုလွဲနေတာမျိုးတွေဆိုရင်ဇေယသမားကောင်းစေဝါကောင်းနေနဲ့ကုသတာမျိုးငကူကကျမရင်းနဲ့ပတ်သက်လာရင်အစင်မပြေပါမလားဆိုတဲ့မိတ်ဆွေတွေဒီအပတ်ဟာရှေ့တိုးဆောင်ရခြင်းစတင်ခြင်းတွေကံကြမ္မာကောင်းခြင်းတွေကိုရရှိမယ့်ကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတနည်းနည်းသာသမီများဟုတ်ဒီတစ်ပတ်တာပေါ်မှာကျမရင်းနဲ့ပတ်သက် ခြေတူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်သောပတ်တာဖြစ်ပါတယ်။ဒီပတ်တာတို့မှာမိတ်ဆွေတို့အနေနဲ့အကျိုးပေးစီသောအယောင်အနေနဲ့ဆိုရင်တော့အစိမ်းရောင်အဝါရောင်ညီညိုရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်။အကျိုးပေးသောကဏ္ဍအဖေရာတွေအနေနဲ့ဆိုရှစ်ကဏ္ဍ၊ငါးကဏ္ဍ၊သုံးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီသောအပတ္တကာလဖြစ်ပါတယ်။အကျိုးပေးစီသောရက်ဟာမြောက်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျ။ဒါအပြင်အကျိုးပေးစီသောဟလား စွနလူပေါ်ပါနေသားအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တနေ့ကနေတလုံးကနေချင်းတွဲလောက်တာမျိုးလေးတွေသို့မဟုတ်အင်္ဂါသားသမီးတွေနဲ့ပေါင်းစုဆက်ပြီးလောက်တာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော့အပတ္တကာလပိုင်းချဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါသည်လုပ်ငန်းနဲ့ပတ်သက်လာရင်လုပ်ငန်းသစ်စတင်ခြင်းတာအဟောင်းကိုရှေ့သူဆောင်ရလှုပ်ဆောင်တာမျိုးငဘောကရက်တက်နေတော့လှုပ်ပြီးနားရရတော့လှုပ်ပြီးပြက်ဆင်းနေတော့လှုပ်ပြီးကိုရှေ့သူဆောင်ရလှုပ်ဆောင်မှာမိတ်ဆွေကောင်းအကူအညီကောင်းတွေရဲ့အကူအညီကိုများစွာရရှိမဲ့အပတ္တကာလပိုင်းချဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါသည် ်သားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေငကူကသားသမီးနဲ့ကိစ္စနဲ့ပတ်သက်လို့တပည့်သားအောင်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာစရာလေးတောင်လက်ရှိမှာစိတ်ချမ်းသာအောင်အခုညီထောက်ကိုရရှိတတ်ပြီးတော့အိမ်ထောင်ရေးနဲ့ပတ်သက်လို့အစီအမပြေရင်သားသမီးတွေရဲ့ညှိနှိုင်းမှုလေးတွေတပည့်လက်သားတွေရဲ့ညှိနှိုင်းမှုလေးတွေနဲ့ရှေ့လို့ဆောင်ရွက်လုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပါတယ်မထင်မှဖြစ်နေဆွေမျိုးသားချင်းတွေနာကိုအလဲခီးထွက်ရတာမျိုးတွေအပျော်ခီးထွက်ရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါအခွင့်အလမ်းအသင့်နဲ့မျော်လင့်ချက်အသင့်နဲ့ကြမ်းမာခြင်းကို ရရှိနိုင်တာမျိုးငကူကစိတ်ပန်းလူပန်းဖြစ်နေတဲ့မိတ်ဆွေများဒီကာလမှာစိတ်ပန်းလူပန်းမဖြစ်ဘဲနဲ့ခီးထွက်တာမျိုးဘာသာရေးဆိုင်ရာကိစ္စအထူးကူစတင်ဆောင်ရွက်လုပ်ဆောင်ရင်တိုးတက်နိုင်ပါလေလုပ်ငန်းအသစ်စတင်ခြင်းတပတ်ဆိုလက်ရှိရှိနေတဲ့နေရာထက်အခြားတရေသတရွာတနယ်တခုကိုသို့မဟုတ်ရင်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့စတင်ကြိုးစားကြည့်ပါအောင်မြင်မှုလမ်းစာဧကန်ဒိဋ္ဌရရှိစေနဲ့အပတ်တာကာလအပိုင်းချဖြစ်တယ်ပညာရေးနဲ့ပတ်သက်ရင်တော့အားငယ်အားနာစရာပဲ အဲယုံနေနေလေဆိုတာမျိုးစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်ကိုဝါဒနာပါတဲ့အလုပ်ကိုဒါငယ်စင်မှာလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းမဲ့အကြံပြုပါရစေဒီပတ်တာတော့ဒီမှာမိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလူရကိစ္စကိုပြုမှုဆောင်ရွက်တဲ့အခါအဆက်ဆက်ရအစဉ်ပြေစေဖို့အတွက်မိတ်ဆွေတို့ရဲ့အိမ်ကနေမသွားမီမှာမိမိတို့ရဲ့နော်သွားမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမသွားမီမှာ မိမိတို့နဲ့ပြောဆိုရှင်းဆိုထားတော့အရက်ဒီကမှရှိတဲ့မြို့တော်ရှင်နေတော်ရှင်တို့လမ်းဆောင်ဟက်တို့ကိုမေတ္တာခုနှစ်ကြိမ်တိတိပို့ပြီးတော့လိုရာကိစ္စကိုတွားရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေမယ့်အပိုင်းခြားကာလပတ်တာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေအယောင်းတော့အယောင်းဖက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုတခွားတိလေးတစ်လုံးနဲ့ရောင်းထပ်ပါစေဆိုပြီးထိတွေ့ရိုက်ပုံရောင်းလိုက်ရင် ရောင်းကောင်းပြီးတော့အယောင်းအတွက်အယောင်းထပ်သွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအဆင်ပြေအောင်မြင်တိုးတက်စီဖို့မပြောမီဇာငနာပြည်တွေမြင်ကြည့်ရင်ဖုန်း9003 2903တခြား7902904116 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 5050 9000ခန်းမှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းကြားပြတင်ညာဝင်ရင်းနဲ့မိတ်ဆွေတို့ရဲ့အဆက်ဆက်ရရငွေကြီးကန်ကောင်းစီပြီးအဆက်ဆက်ရရအောင်မြင်တိုးတက်ဇေယံတို့ကမိတ်ဆွေတို့အနေနဲ့ဟိုမနမိုးလေးနဲ့အခါမှာနော်မနမိုးလေးနဲ့အခါမှာမိမိတို့ရဲ့နော်ဟိုကဟိုမိမိတို့ရဲ့ အိမ်ရဲ့မျက်နှာစာကိုယူပြီးတော့ယတိကြီးဥခန္ဒီရဲ့ဒနာသိတိလို့ခေါ်တယ်ရဟန္တုဇာလာလီတံပါဠိတံအဲ့ဒီဂါရာလေးလေးချောင်းကိုတနေ့ကို28ခေါက်တိတိမျက်နှာတက်တဲ့အခါမျက်နှာတက်ပြီးပြီးမတက်ရသေးသေးအိမ်ရဲ့ဒကမပတ်ကိုကြည့်ပြီးတော့လလာပါတွေကိုခေါ်လိုက်ပါကအဆက်ဆက်ရဲ့အောင်မြင်စီမီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ငွေလာသမီးမိတ်ဆွေတွေအားလုံးအော်တိုဘာလဂုံတိဘာပဲဖြစ်ဖြစ်အောင်မြင်တိုးတက်လို့ယတနာစင်ကြောက်ဇေတော်ပင်ကစားနိုင်ကြပါစေလို့ဆရာကပြောရင်းနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ